အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။ဒီကနေ့ရဲ့နောက်ဆုံးရအောက်စားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ ကမ္ဘာပေါ်လုံးဖွဲ့ချုပ် FIFA ကနေ2030ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲပေါ်လေလာမယ့်2026အပြီးနောက်တစ်ချိန်ကျင်းပမယ့်ပြိုင်ပွဲမှာပြိုင်ပွဲဝင်အသင်းအရေအတွက်ကိုလက်ရှိရဲ့နှစ်ဆ64တင်းထိကျင်းပဖို့သူတို့စဉ်းစားလျက်ရှိတယ်ပြီးခဲ့တဲ့ရက်ပိုင်းကပဲတောင်အမေရိကရဲ့ဘောလုံးဖွဲ့ချုပ်တာဝန်ရှိသူတွေနဲ့ FIFA တာဝန်ရှိသူတွေဆွေးနွေးခဲ့ပြီး FIFA ရဲ့ရာပြည့်ပြိုင်ပွဲဖြစ်တဲ့2030 1930မှာ World Cup စတဲ့ကနေ နှစ်တရာပြည့်အထိမ်းအမှတ်နေနဲ့ဒီပြိုင်ပွဲကြီးကိုပြိုင်ပွဲဝင်64သင်းတိတိုးမြင့်ကျင်းပဖို့ဆွေးနွေးခဲ့ကြောင်း Athletic Report မှာဖော်ပြထားပါတယ် အက်တလတီကိုမတ်တွေ့အသွင်းမှာရုတ်ကန်နေရပြီးတော့ဆူပလိုက်ရဖို့ခက်ခဲနေတဲ့ခူလီယန်အေဗိုရက်စကာကလပ်ကထွက်ခွာဖို့ပြင်ဆင်နေပြီဖြစ်တဲ့သူ့ရဲ့ခြေစွမ်းပိုင်းရဆွမ်းဆောင်ရည်ကောင်းပြတာတဲ့တီကိုမှာဂိုးတွေအများကြီးသွင်းပေမဲ့အောင်မြင်မှုအတွက်မသေးချာမရေရာဖြစ်နေတဲ့အတွက်ကြောင့်ခူလီယန်အေဗိုရက်စကာယာတီကိုမှာတီကိုကနေထွက်ခွာဖို့စဉ်းစားလျက်ရှိကြောင်းဖော်ပြထားတာလည်းဖြစ်တဲ့ ဘာဆိုနာအတင်းကတော့တကယ်လို့အန်ဒရီယယ်ခရစ်ရှင်စင်ကိုတတ်တမ်းမတိုးခဲ့ရင်မာဂေဟီကိုခေါ်ဖို့စဉ်းစားလျက်ရှိတယ်ပယ်လစ်တိန်ရဲ့နောက်ခံကစားသမားကိုဘိုင်ယန်မြူနစ်တို့ရယ်မက်ဒရစ်တို့နောက်တစ်ဖက်ကဂျူဗန်တက်စ်အပါဝင်လစ်ဗာပူးနဲ့မန်ချက်စတာစီးတီးချယ်ဆီအသင်းတွေနဲ့အပြိုင်ဘာဆိုနာကမာဂေဟီကိုခေါ်ဖို့ဆန္ဒရှိကြောင်းမန်ဒိုဒီဘိုဒီဘို report ကဖော်ပြထားတာလည်းဖြစ်တယ်လမင်ညမကတော့အခုလောလောဆယ်ထိဘာဆိုနာတင်းရဲ့လူငယ်ကစားမဂါဗီက အလောက်ထိပြပြထန်ထန်ထန်ရာရသွားလိမ့်မယ်လို့ဘသူတူတယောက်ကမှမမျော်လင့်ခဲ့ကြောင်းကလပ်တွင်းကသတင်းတွေရဖော်ပြထားတဲ့ဘာဆိုနာကစားမတွေကကာဗီတယောက်ရသက်ပတ်အနေငယ်မှာပြန်လာနိုင်မယ်လို့ယုံကြည်ထားခဲ့ပြီးမှဒါရီယာလို ASK report ရ၄လနဲ့၅လကြာကြာမြင့်မှာဖြစ်ပြီး ခွဲစိတ်ကုတာယာတီတီဖြစ်သွားတဲ့အတွက်ဘာဆိုနာပိသက်တရောကစားမတွေပါတကယ်ကိုရှော့ဖြစ်ခဲ့ရတယ်ဆိုပြီးတော့ဖော်ပြထားတာပါဘာဆိုနာကမာကက်ဆွဲရှိုးကိုဇန်နဝါရီကာလမှာခေါ်ယူဖို့ကြိုးပမ်းတိတိုင်အောင်မန်ယူနိုက်တက်ကစောင့်ရတီမှာရောင်းချဖို့အစီအစဉ်မရှိကြောင်းနဲ့နွေရတီမှာပဲခေါ်ယူနိုင်မှာဖြစ်တဲ့အတွက်ယူနိုက်တက်တောင်းဆိုတဲ့ပြောင်းရွှေ့ချေတန်းလေးစင်နဲ့ပဲမာကက်ဆွဲရှိုးကိုဘာဆိုနာကခေါ်ယူရပွဲရှိကြောင်းဖော်ပြထားပါတယ် ဂီတာဖေးအသင်းကတော့ရဲမတွေ့အသင်းမှာနေရာပျောက်ဆုံးတဲ့ရှိတဲ့ကစားမတွေဖြစ်တဲ့ဂွန်ဇာလိုဂါစီယာနဲ့ရာဟူအဆန်စီယိုတို့နှစ်ယောက်ကိုစိတ်ဝင်စားလေးရှိတဲ့မတွေ့အခြေဆိုင်ကလပ်ဖြစ်တဲ့ဂီတာဖေးက မဒရစ်သင်းရဲ့ကစားမတွေဖြစ်တဲ့အဆန်စီယိုရောကာစီယာရောနှစ်ယောက်လုံးကိုဇန်နဝါရီကာလမှာအငှားနဲ့ခေါ်ယူဖို့ကြိုးပမ်းမှုတွေပြုလုပ်ထားတယ်လို့ဆိုပါတယ်။ဂျာဗီလွန်ဆိုကတော့အခုလက်ရှိမှာရီမဒရစ်အသင်းမှာဂျူပါလင်ဂန်ပခုံးတန်ရာရရှိသွားပြီးတဲ့နောက်ပိုင်းမှာ သူ့ရဲ့နေရာက အာဒါဂူလာခြေစွမ်းပြနေတဲ့အချိန်မှာဂျူပါလင်ဂန်ကိုနေရာပြန်ပေးဖို့ကိုပါသူ့ဘက်ကစဉ်းစားလျက်ရှိပြီးတော့ရပိုးတွေကဘယ်လင်ဂန်တယောက်သူ့ရဲ့နေရာဆုံးရှုံးသွားပြီး ဝတ်ထွက်ခွင့်ရဖို့ပြန်ပြီးတော့ကြိုးစားရဖို့ရှိကြောင်းဖော်ပြလျက်ရှိပါတယ်။ Paris Saint-Germain အသင်းက Ousmane Dembele Ballon d'Or ဆုရရှိသွားခဲ့ပြီး Paris Saint-Germain အသင်းနဲ့နီးပြ Luis Enrique တို့အားလုံးဆုရရှိခဲ့တဲ့အတွက်ဒီတစ်ပတ်စနေနေ့ကစားမဲ့ Lee ဘွဲစဉ်ဖြစ်တဲ့ Ozil နဲ့ပွဲမတိုင်ခင်မှာ Party Press မှာဂုံပြူပွဲကျင်းပသွားဖို့ပြင်ဆင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ ရိုမာသင်ကသူတို့ရဲ့အသင်းကောင်းဆောင်လော်ရန်ဆိုဖယ်လဂရီနီကိုတတ်တမ်းမတိုးတော့ပဲထွက်ခွာခွင့်ပြုတော့မှာပါယာတီကုံမှာစာချုပ်တတ်တမ်းကုံဆုံးမဲ့သူကိုရိုမာကတတ်တမ်းမတိုးဖို့ဆုံးဖြတ်တဲ့အတွက်လော်ရန်ဆိုဖယ်လဂရီနီတယောက်အသင်းကထွက်ခွာသွားတော့မှာဖြစ်တယ်။ဘိုင်မြူနစ်အသင်းကလည်းနီကလက်ဂျက်ဆင်ကိုအပိသက်ဝယ်ယူဖို့ option တစ်ခုဖြစ်ရှိနေစေဖြစ်တယ်။နီကလက်ဂျက်ဆင်တယောက်ပွဲ၄၀ကစားခွင့်ရမှဆိုတဲ့အချက်တစ်ချက်က သူ့အတွက်ဖြစ်နိုင်ခြင်းနဲ့လို့ပါမနဲ့ဒီဖြစ်နိုင်ဖို့ခက်ခဲသည့်တိုင်အောင် ။ဘိုင်မြူနစ်အသင်းကတော့ဂျက်ဆင်ကိုပွဲ40ကိုပွဲထွက်ခွင့်မရလေ။ဘိုင်ယန်ဘက်ကခေါ်ယူခြင်းခေါ်ယူလို့ရမယ်၅နှစ်သဘောတူညီမှုမျိုးရှိထားပြီးတဲ့အတွက်ကြောင့်သူတို့ရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ပြီးတော့ဂျက်ဆင်ကို65သန်းနဲ့ခေါ်မခေါ်ကိုပဲဆုံးဖြတ်သွားပွဲရှိကြောင်းဖော်ပြထားပါတယ်။ချက်စီအသင်းကအခုဂျူဗန်တက်စ်ရဲ့တူရကီတောင်ပိုင်းကစားမခန်နန်ယက်ဒစ်ကိုကြော့ပြန်ကြိုးပမ်းသွားပွဲရှိတယ်။ရိုယာတီတုံးကချက်စီကသူ့ကိုတွားရောက်ကန်လန့်ခဲ့တယ်။ပြောင်းရွှေ့ချီတန်း60လောက်နဲ့ကန်လန့်ပေမဲ့ဂျူဗန်တက်စ်ကရောင်းဖို့အစီ စဉ်မရှိကြောင်းတုံ့ပြန်ခဲ့တဲ့အတွက်ချက်စီကတကြော့ပြန်ကြိုးပမ်းဖို့ရှိကြောင်းဆိုပါတယ်ချက်စီသင်းရဲ့ဂိုးသမားရောဘတ်ဆန်ချက်တယောက်ဟိုတနေ့ကကစားခဲ့တဲ့ Lincoln City နဲ့ပွဲမှာပွဲပယ်ပြီးသွားတဲ့အတွေ့အကြောင်းဒီတစ်ပတ် Brighton နဲ့ကံမဲ့ပွဲစဉ်မှာပြန်ပါနိုင်မှာဖြစ်ကြောင်းကြေညာထားပြီးဒီပြဖြစ်သူကသူ့ကိုပြန်လဲရွေးချယ်ဖို့စီစဉ်နေပြီလို့ဆိုထားပါတယ်။ Tottenham Hotspur အသင်းကလည်းသူတို့ရဲ့အသင်းကောင်းဆောင်တိုက်စင်မူဟောင်း Hurricane ကိုတကြော့ပြန်ခေါ်ဖို့စဉ်းစားလေရှိတယ်။2026မှာ Bayern Munich အသင်းက ထွက်ခွာခြင်းထွက်ခွာခွင့်ရှိမဲ့သဘောတူညီမှုကြောင့်ယူရို65တန်းနဲ့ဂိမ်းကိုပြန်ခေါ်ခွင့်ကို စပါကကြိုးပမ်းပွဲရှိကြောင်းလက်ရှိဗြိတိန်မီဒီယာတွေကဖော်ပြထားပါတယ်။ထော်တနမ်သင်းရဲ့နီးပြတောမက်စ်ဖရန်ကာတော့ဤပစူမာထွက်သွားရင်တော့စောင်းရာသီမှာကွင်းလေတယောက်လောက်ခေါ်ယူဖို့အသိန်းကိုတောင်းဆိုထားတဲ့ဤပစူမာကဒီနေ့ရာသီမှာကလပ်ကထွက်ဖို့အချိန်ချင်းကြိုးပမ်းခဲ့ပြီးမှ လောက်ခလာစာနဲ့ပြောင်းရွှေ့ခြင်းအဆင်မပြေလို့အသင်းမှာဆက်ရှိနေပြီးစပါဘက်ကတော့ကစားမအစ်ပြန်လဲခွေပို့မျောလင်းထားတာပါမန်ချက်စတာယူနိုက်တက်အသင်းက AC မီလန်ရဲ့ကိုသမားမိုက်မန်ညိုရဲ့အခြေအနေကိုစောင့်ကြည့်လျက်ရှိတယ်အထူးသဖြင့်ယူနိုက်တက်အသင်းကကိုသမားဆန်နီလမ်မန်ကိုခေါ်ယူထားသည့်တိုင်အောင်ဒီထက်ပိုကောင်းတဲ့ quality ကိုသမားတယောက်ကိုအမရွန်ကလိုချင်တဲ့အတွက် ရာသီကုန်မှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်မယ်အေစီမီလန်ရဲ့အသက်30ရွယ်ရှိတဲ့ပြင်သစ်ကုသမားမိုက်မန်ယူကိုချဲစီနဲ့အပြိုင်စိတ်ဝင်စားရရှိတာပါမန်ယူနိုက်တက်ကပြီးခဲ့တဲ့နူယာတီတုံးက9ကလကာကိုဈေးကွက်နောက်ဆုံးပိတ်ခံပြီးမှခေါ်ယူဖို့အခွင့်အရေးရှိခဲ့တယ်ဒါပေမဲ့9ကလကာကိုယူနိုက်တက်ကပြီးသက်ခေါ်ယူဖို့စံနာမရှိလို့တခြားပြစ်မှတ်တွေရှိနေသေးတဲ့အတွက်9ကလကာအပြောင်းအရွှေ့ကိုသူတို့ဘက်ကပယ်ချခဲ့တယ်လို့သစန်းကဖော်ပြထားပါတယ် မန်ချက်စတာယူနိုက်တက်ကတကယ်လို့ရူဘင်အမိုရိုနီယာမှာလမ်းခွဲမယ်လို့ဆုံးဖြတ်ခဲ့ရင်သူတို့ဆက်သွယ်ဖို့ပြင်ဆင်နေတဲ့နီးပြ၃ယောက်ရှိပါတယ်။ Tosport နဲ့ Football Insider ရဲ့ report အရဘုံမောင်ရဲ့နီးပြအာဒိုနီအာရီယိုလာကို United ကတော်တော်ကိုသဘောကျလျက်ရှိတယ်။သူရဲ့ style of play philosophy တွေကိုသဘောကျပြီးဒီနည်းပြကိုစိတ်ဝင်စားလို့တစ်ဖက်က Crystal Palace ရဲ့ Oliver Glasner နဲ့ Marco Silva Fuan နည်းပြ၃ယောက်ကို United ကရထားတယ်လို့ဖော်ပြထားပါတယ်။ Real Madrid အသင်းက Arsenal နဲ့ Manchester City ကနဲ့ပွဲစဉ်ကို Scout တီဆီလူပီ William Saliba ကိုလစ်လာခဲ့ကြောင်းဖော်ပြထားပါတယ်။ AS ကဖော်ပြချက်အရ William Saliba က Arsenal နဲ့တတန်းတို့စာချုပ်သဘောတူဖို့အနည်းဆက်ဆုံးရှိသည့်တိုင်အောင် တကယ်လို့အစင်မပြေခဲ့ရင်မတွေ့နေတဲ့ခေါ်ယူနိုင်ဖို့အတွက်သူတို့စကောက်ကိုစေလုခဲ့ကြောင်းဖော်ပြခဲ့တာပါမီကယ်အတီတာကတော့အခုလောလောဆယ်မှာသူတို့ရဲ့နောက်ခံကစားမှာဖီယရိုဟင်ကီဘီတယောက်ဒဏ်ရာပြဿနာအချို့ရင်ဆိုင်ရရှိရပြီးတော့ဒါလိကပ်ပွဲကိုမကစားဖို့လေသူတက်ကဆုံးဖြတ်ခဲ့သလိုတစ်ဖက်မှာတော့ခိုင်ဟာဘတ်ရဲ့ဒဏ်ရာပြဿနာကတိုးတက်မှုတွေရှိပြီးသိမ့်မကြခင်ပြန်လာနိုင်မှာဖြစ်ကြောင်းဆိုတာတဲ့ကျွန်တော်တို့ခိုင်ဟာဘတ်ကိုတကယ်ကို miss ဖြစ်နေကြောင်းနဲ့မကြမီမှာသူ fully fit နဲ့အသင်းတော် ါပြန်ကစားပေးနိုင်ဖို့မျှော်လင့်ထားတယ်လို့ဆိုထားပါတယ်။ Chelsea အသင်းကအခုလက်ရှိမှာ Manchester City အသင်းရဲ့နောက်ခံကစားမှာ Nico O'Reilly ကိုချဉ်းကပ်လျက်ရှိတယ်။ဒီကစားမကို မန်ချက်စတာစီးတီးကတက်တန်းထပ်တိုးထားပြီးတော့ရောင်းဖို့ဆန္ဒမရှိပေမဲ့ချယ်ဆီကနီကိုအိုရိုင်းလေးကိုလိုချင်နေကြောင်းဗြိတိန်မီဒီယာဖြစ်တဲ့ Telegraph ကဖော်ပြထားတာပါဖက်ဂွာဒီယိုလာကတော့သူရဲ့နောက်ခံလူကူဆာနော၃ပတ်ထိနားရမှာဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်ဥစဘက်ကစ္စတန်ရဲ့နောက်ခံသမားကအာဆင်နဲ့ပွဲမှာရရှိခဲ့တဲ့တန်ရာကြောင်း၃ပတ်ထိနားရမှာဖြစ်ကြောင်းနဲ့ နောက်ပိုင်းပွဲစဉ်တွေအတွက် Matthias Nunes နဲ့ Rico Lewis တို့ကိုပြန်လည်သုံးသွားဖို့ရှိကြောင်းဆိုပါတယ်။ Guardiola ကအခု Haaland လဲဒဏ်ရာပြဿနာအနည်းငယ်ရှိနေခဲ့ပြီးတော့သူ့ရဲ့ဒဏ်ရာပြဿနာက weekend မှာတော့ပြန်ပြီးတော့ fully fit ဖြစ်နိုင်ဖို့ယုံကြည်ထားတယ်။ Haaland က Arsenal နဲ့ကစားခဲ့တဲ့ပွဲမှာဒဏ်ရာအနည်းငယ်ရရှိခဲ့ပေမဲ့လာမယ့်တစ်ပတ်အတွင်းပြန်ကံပေး Premier League ပွဲကိုတော့ပါဝင်နိုင်ဖို့စက်ခိုင်မှုပြေဝပွဲရှိကြောင်း Guardiola ကဆိုထားပါတယ်။ Manchester City အသင်းကရိုယယ်တီတုံးကဘရူနိုဂွီမာရက်စ်ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့မှုမှာ နောက်ဆုံးခြေနေရောက်ပြီးမှပြက်ပြေခဲ့တဲ့ဒီအတွက်ကြောင့် Man City ကဒါ Reinders ကိုအစားထိုးခေါ်ယူခဲ့တဲ့အကြောင်းဖော်ပြလာတယ်။ဈေးကွက်မဆခင်တည်းက City က Gumares ကိုဆက်သွေးတယ်။ဒါပေမဲ့ Newcastle ကခါခါတီတီညင်းခဲ့ပြီးတဲ့နောက်မှာသူတို့ဘက်က Reinders ကိုအစားထိုးခေါ်ယူခဲ့ကြောင်းဖော်ပြခဲ့တာလည်းဖြစ်တယ်။ Liverpool အသင်းရဲ့ကွင်းလက်ကစားမ Alexis McAllister ကို Real Madrid အသင်းကတောက်လျှောက်လေ့လာလေးရှိတယ်။သူတို့ဘက်ကအနာဂတ်မှာသူတို့ရဲ့ကွင်းလယ်ပိုင်းကိုအားပြဖို့အတွက် အလရှိမကလာစာကိုသဘောကျပြီးလီဗာပူးအသင်းကနေခေါ်ယူဖို့စာနာရှိနေတဲ့အကြောင်းဖော်ပြထားတာပါဟိုတနေ့ကလီဗာပူးအသင်းရဲ့လူငယ်ကစားပါနောက်ခံလူဂျီယိုဗန်နီလီယိုနီကအင်ဂျူရီပြဿနာကြောင့်ကာလရှည်ကြာနားရမှာပါအီတလီလူငယ်နောက်ခံကစားပါလေးကဘဘက်ဒူးတန်ယာကနေ ACL တန်ယာဖြစ်သွားတဲ့အတွက်ကြောင့်ကာလရှည်ကြာလေးလကနေ9လ6လလောက်ထိနားရမှာဖြစ်ကြောင်းကလပ်ဘက်ကအတည်ပြုထားပါတယ်လီဗာပူးအနေနဲ့အခုလက်ရှိနေထားရသူတို့အသင်းရဲ့တိုက်စင်မှုဟျူကို AKTK ကတော့အသင်းရဲ့ပွဲစဉ်မှာထုတ်ပယ်ခံရတဲ့အပေါ်ကိုသူ့ဘက်ကပြိတ္တတွေကိုတောင်းပန်ခဲ့တယ်။ Southampton ကိုကစားခဲ့တဲ့ပွဲမှာသူ့အနေနဲ့အနိုင်ကိုတွင်းခဲ့ပေမဲ့အင်ဂျီချိုအောင်ပွဲခံလို့ဒုတိယအဝါထီးခဲ့ပြီး Crystal Palace နဲ့ပွဲကိုလွဲချော်ခဲ့တဲ့ပေါ်ပေးတတ်တေရောအသင်းပေါ်ရောနီးပြဖြစ်သူကိုတောင်းပန်ခဲ့ကြောင်းဖော်ပြထားပါတယ်။ Juventus အသင်းရဲ့ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ Andrea Agnelli ကတော့ထောင်ဒဏ်တစ်နှစ်နဲ့၈လချမှတ်ခံရပြီဖြစ်ပါတယ်။ ဒါဂျူဗန်တက်စ်ကဘာစီလိုနာအသင်းနဲ့အပြောင်းအရွှေ့ဖြစ်တဲ့အာထောင်မယ်လို့ ਨੇ ပြားနစ်တို့အပြောင်းအရွှေ့ကိစ္စမှာသူတို့ဘက်ကမမမကဆာဝဲစာဒန်ဒီနဲ့စင်းစရာပြုတ်လုခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်လို့ဂျူဗန်တက်စ်ကလည်းအဲ့ပြစ်ဒဏ်ကြောင့်ပြီးခဲ့တဲ့နှစ်ကရမှတ်10မှတ်နဲ့ဒဏ်ငွေအကြီးကျယ်ချမှတ်ခံရပြီးဖြစ်တယ် အဆွန်ဗီလာအသင်းကဂျေဒန်ဆန်ချိုကိုလာမယ့်ရာသီမှာအပြီးသတ်ဝေယူဖို့ပြင်ဆင်နေပါတယ်။ရာသီကုန်မှာပဲဆန်ချိုကိုပေါင်၃၀ကျော်နဲ့ခေါ်ယူဖို့ဗီလာကစတင်ဆွေးနွေးနေတာဖြစ်တယ်။ဖူအန်နီပြမာကိုဆီလ်ဗာကလည်းဟာရီဝစ်ဆန်တယောက် တတန်းတူစာချုပ်ချုပ်ဆိုနိုင်ဖို့ယုံကြည်ထားလို့ဒီသားမကယာဒီကုံမှာအလွတ်နဲ့ထွက်ခွင့်ရှိပေမဲ့ဖူဟန်ကသူ့ကိုမကြမီတတန်းထတ်တိုးနိုင်လိမ့်မယ်လို့ယုံကြည်နေပါတယ်။ Brighton အသင်းကထွက်ပြီးတော့ Fiorentina ကိုရောက်လာတဲ့ Tarik Lamptey ကလည်း ACL ဒဏ်ရာရရှိတဲ့အတွက်သူလည်း6လလောက်နားရမှာဖြစ်ကြောင်း City Club အသင်းကထုတ်ပြန်ကြေညာခဲ့တာပါ။ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားကြတဲ့ပါအားလုံးကျေးဇူးတင်ပါတယ်။